ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့အရန်လွယ်ကူရိုးရှင်ပြီးစားလို့ကောင်းတဲ့မနက်စာလေးအနေနဲ့ပေါ့နော်အီချာဝေ့ဘ်ဇွန်စာသွက်လေးကြော်စားမှဖြစ်ပါတယ်ရှင်ဒီအီချာဝေ့စာသွက်လေးရာလေးအရန်ဟိုမှာစားလို့ကောင်းပြီးရလာရှိရပေါ့နော်အီချာဝေ့ပြုလုပ်နေနေရတော့ကျွန်မထိတ်မြိတ်ထားတော့ပါဦးနော်ဗီဒီယိုရှိမှဆိုလို့အရင်တော့လည်းတင်ပို့ပါတယ်ရှင်ကဲဒါဆိုရင်တော့အရသာရှိရဲ့မနက်စာလေးဖြစ်နေအီချာဝေ့စာသွက်လေးပြုလုပ်မရအောင်နော် ။မှရှိတဲ့ပစ္စည်းလေးတွေပဲအသုံးပြုရတာမို့လို့ကျွန်မဒီနေ့ကတော့အချိုးစားလေးတွေကိုထည့်ပြီးရောပါအောင်ရှင်။ပစွန်ကျတော်လေးကျတော်မေမောင်တော်ဦးနေနဲ့ကျတော်ဖြူလေးကိုအသုံးပြုပါရရှင်။ပြီးတော့ကျက်ဦးတလုံးလည်းအသုံးပြုပါရရှင်။ဒီပါဝင်ပစ္စည်းအလုံးကိုကျိတ်ဆက်လေးတွေကိုထည့်လိုက်ပါမယ်ရှင်။ဒီနေ့ရတော့လေမနက်စာကိုဘာလို့စားရမလဲမသိဖြစ်နေရတဲ့အိမ်မှာရှိတာလေးတွေပဲလှုပ်စားဖြစ်တာမို့လို့ကျွန်မအချိုးစားလေးတွေကတော့အတိအကျမရတော့ပါဘူးနော်။အိမ်မှာရှိတဲ့ပစ္စည်းလေးတွေပဲလှုပ်စားတာဖြစ်တဲ့အတွက်အချိုးစားလေးတွေတော့ထည့်မရတော့ပါဘူးရှင်။ ။ဘာဝင်မျိုးစည်းလေးတွေကိုအားလုံးတစ်ခုချင်းစီထည့်ပြီးဆိုတော့ရတာလေးထည့်မယ်ပေါ့နော်။ဘဲငပြားကြီးအကြီးထည့်ပါရယ်။ KOC ကြတာမဟုတ်တခြားစားပြောင်းကုန်မဟုတ်စီထည့်ပြီးတော့အကုန်လုံးရောသမားဝေသွားအောင်တည်တည်ချာချာလေးကြိတ်သွားပေးလိုက်ပါရယ်ရှင်။ ပါဝင်ပစ္စည်းအားလုံးကိုတေချာလေးညက်နေအောင်ကျေပြီးပြီဆိုရင်တော့ကျမကအရသာလေးခြုံရလို့ထင်သွားတာနဲ့နောက်ထပ်ပါဝင်ပစ္စည်းလေးတွေထပ်ထည့်လိုက်ပါရစေ။အိမ်မှာရှိနေသေးတဲ့ပစုံရဲ့မုံလာဥနေရဲ့စစ်တော်နေရဲ့ပြီးတော့ကျုပ်အနှစ်တလုံးထည့်လိုက်ပါရစေ။ကျုပ်အနှစ်တလုံးကိုလည်းပြီးတော့မြေကောင်းမုံလေးထပ်ထည့်ပြီးတော့ထပ်ပြီးတော့ကျိတ်လိုက်ပါရစေ။ကျမကကြာောစက်တာမဟုတ်တော့လိုက်တော့လေရတာလေးကနည်းနည်းလေးချိုးရလို့စိတ်ထဲထင်တာနဲ့အချိုးပေါအောင်လို့အပေါင်းပစ္စည်းလေးတွေထပ်ဖြည့်ထည့်လိုက်ပါရရှင်။ ။ဒါလေးတွေကိုလည်းရောသမောင်းဝေသွားအောင်တည်တည်ချချာလေးကြိတ်သွားလိုက်ပါပဲရှင်။ဒါဆိုလို့ရှိရင်တော့ပစုံအစားအသောက်တွေကတော့ရသွားပါပြီရှင်။ကြကွေးလေးတွေကိုတော့တူတူလေးတွေပဲတုံထားပါတယ်ဒါကတော့မိမိစိတ်ကြိုက်ပါကျွန်မကအလဲရနေခွဲပြီးတော့အစာလေးသွတ်ပြီးတော့တေချာလေးပြန်ပိတ်ပြီးတော့ကျွတ်နေအောင်ကြောမယ်ပေါ့နော်ဒီကြကွေးစားတော့လေးရလေးအရန်ကိုပိုင်းရလာရှိပြီးစားလို့ကောင်းတယ်ကျွန်တော်တို့စားတော့ဆိုင်မှာဆိုလို့ရှိရင်ကျွန်မအများရန်မှာစားလေးရှိရဲ့စားစားပေါ့နော်စားတော့ဆိုင်ဒီမှာကတော့ချက်သားအစာသွတ်ဖြစ်မယ်ထင်တယ်ကျွန်မချက်သားအစာ တော့ပဲပါစားလေးရှိတယ်ပေါ့နော်။အရင်စားလို့ကောင်းပြီးရတာရှိပါတယ်။ကယ်ရိုဆင်ပူပူလေးထဲမှာကျွန်တော်ဘီးအလယ်လောက်နဲ့ကြောပါတယ်။နှမ်းစီသုံးလာတာဆိုတော့လေးစီရလေးအငွေ့အရန်ပြန်ပါတယ်။နှမ်းစီရစီငွေ့အရန်ပြန်တက်တယ်ပေါ့နော်။အဲဒါကြောင့်ဘီးအလယ်အလက်လေးနဲ့ချွတ်သွားအောင်ဖြည်းဖြည်းချင်းကြောပါရရှင်။ မကတော့ပထမအီချာကွေးကြော်ထားတဲ့အချိန်မှာအီချာကွေးကိုလုံးဝကျက်တဲ့ကျွတ်တဲ့အနေထားလောက်ဒီကြော်ထားတာမဟုတ်ဘူးပေါ့နော်အဲနည်းနည်းပွားရုံနဲ့အနေထားလေးပဲကြော်ပြီးပြီးတော့မှအစာတော့ပြီးတော့မှကျွတ်နေအောင်ပြန်ကြော်ခြင်းဖြစ်ပါတယ်ရှင်အီချာကလေးရာရွှေဝါရောင်တန်းလာပြီဆိုလို့ရှိရင်နော်အီချာကွေးစားတဲ့လေးရသွားပါပြီရှင်ဒါဆိုရင်တော့ကျွန်တော်တို့ဒီစကားလေးထဲမှာစီလေးစစ်ထားလိုက်မယ်ပေါ့နော်ကျွတ်ကျွတ်ရွရွရွအီချာကွေးလေးကိုကျွန်တော်ဘရောနီစနစ်ပဲစားစား sauce နဲ့ပဲတွဲစားစားပါလိနဲ့ပဲစားစားစားလို့ရအောင်ပါရရှင် မားဗီဒီယိုလေးတွေကိုအဆုံးလေးကြည့်ရှုပြီးလို့ဒီဘက်ကျေးဇူးတရှိပါရရှင်နောက်တော့ Flory မှာပြန်တွေ့ပါမယ်။ကျမရဲ့ Facebook နဲ့ YouTube Channel TikTok တို့ကိုလည်း Follow Subscribe လုပ်ပေးနိုင်ပါတယ်ရှင်။နောက်တော့ Flory မှာပြန်တွေ့ပါမယ်ရှင်။အားလုံးပဲ Bye bye ။